ဒီလိုငလင်တင့်တဲ့ကာလမျိုးမှာကိုယ့်ရဲ့ Facebook ပေါ်ကိုတတင်းအမားတွေရောက်စီလာမှုနဲသွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါမယ်။တတင်းတစ်ခုတက်လာရင်မားမှန်မသိပဲနဲ့ copy paste ယူပြီးတော့ပြန်လို့ share ကြတာရှိတယ်။တချို့ကလည်းစိုးရင်စိတ်နဲ့ share ကြတာပေါ့နော်။ Facebook လေးထဲဝင်မယ်ပြီးသွားရင်တော့ menu bar ဆိုတဲ့မြင်းသုံးချောင်းလေးကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပေးရမယ်။ငလင်ကိုခွင့်ကောင်းယူပြီးတော့အချောင်းသမားတွေအလိမ်ညာတွေခွင့်သမားတွေအများများပါတယ်။ setting လေးထဲကိုထပ်မံပြီးတော့ဝင်ပေးရပါမယ်။ငလင်ကိုချောင်းပြပြီးတော့ Facebook ပေါ်မှာ paste to တွေနဲ့အလူခံတာတွေအများကြီးများပါတယ်။တတိထားပါ။ဒီနေရာလေးကိုရောက်ရင်တော့ content preference ဆိုတဲ့ကောင်းလေးတွေကို ကိုထပ်မံပြီးတော့ဝင်ပြရပါမယ်။လူမဲဆိုရင်တော့ဒေတာလေးစစ်ဆေးပြီးမှလူပါ။ဒါမှပဲကိုယ့်ရဲ့လူငွေတွေတည်တကယ်လိုအပ်နေတဲ့သူတွေစီကိုရောက်စီမှာဖြစ်ပါရယ်။ Managed Default ဆိုတဲ့ကောင်းလေးတွေကိုထပ်မံပြီးတော့ဝင်ပြရပါမယ်။၃မျိုးရှိပါရယ်။ပထမဆုံးက Low Quality Content ဆိုတဲ့ကောင်းလေးတွေကိုအရင်ဝင်ပြရပါမယ်။နောက်ဆုံးလေးက Soul Lab ဆိုတဲ့ကောင်းလေးကိုရွေးပြလိုက်ပါ။ပြီးတော့ရင်တော့ Sea ဆိုတဲ့စာသားလေးကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါ။ OK ပေါ်လာရင်တော့ OK ကိုထပ်နှိပ်ပြလိုက်တော့ရပါပြီ။နောက်တစ်ခုကတော့ An Original Content ကိုထပ်ပြီးတော့နှိပ်ပြရမယ်။ အောက်ဆုံးလေးကဆိုလက်ကိုရွေးပေးရပါမယ်ပြီးရင်တော့အပြောင်းလေးနဲ့ဆေးဆွေးတဲ့စာသားလေးကိုနိုင်ဝင်လိုက်တော့ရပါပြီပြန်ထွက်ပေးလိုက်ပါ အောက်ဆုံးလေးက sensitive content ဆိုတဲ့ကောင်းလေးတွေကိုထပ်မံပြီးဝင်ပေးရပါမယ်။ပြီးသွားရင်တော့အောက်ဆုံးက soul lens ဆိုတဲ့စာသားလေးကိုရွေးပေးလိုက်ပါ။ safe ဆိုတဲ့စာသားလေးကိုထပ်နိုင်ပေးလိုက်ရင်တော့ရပါပြီ။လူများတွေစီကလည်းတစင် copy paste ယူတော့ပြန်တင်ထားတဲ့ code တွေတင်အမားတွေလောင်းကစားဂိမ်းကြော်ညာတွေအရေးသေးမဖြစ်မီတဲ့အကြောင်းလေးတွေဒူနဲ့ဒူပြဿနာဖြစ်စေနိုင်တဲ့အကြောင်းလေးတွေကိုရဲ့ Facebook ပေါ်ရောက်ရှိလာမှုနည်းသွားပါမယ်။ Debrio လေးကတော့အားလုံးအတွက်အရင်ကြိုရှိမဲ့တင်ပါရယ်။အားလုံးကျေးဇူးတင်ပါရယ်။အားလုံးပဲဆင်ပြေကြပါစေ။